ကျွန်တော်တို့ဒီဟိုနေ့မော်နော်အိန္ဒိယအိန္ဒိယစစ်တပ်ကနေပြီးတော့ဒီဘက်ကဂျပန်အုပ်စုတွေပေါ့ဂျပန်အုပ်စုဆိုတာအဓိကအပြင်အန်ယူဂျီလက်အောက်ခံအုပ်စုတွေကိုပြောရရင်ဟိုတမှုခံနေရနော်သူတို့သူတို့ခေါ်တော့ပကဖအဖွဲ့ဝင်၁၀ယောက်လောက်ကိုကြိတ်လိုက်တာပေါ့နော်ကြိတ်ပလိုက်တယ်ဆိုတော့ဒါကဘာကိုပြလဲဆိုတော့သူကဒီမှာရေးထားတာကတော့သူကတခြားသတင်းဌာနပြောရရင်တော့ဒီဘက်ကဒီအစိုးရကို အကောင်းမမြင်တဲ့သတင်းဌာနပေါ့နော်အကြမ်းဖက်မှုကို ပို့ပြီးအားပေးတဲ့သတင်းဌာနတကူကရေးထားတာသူကဘယ်လိုရေးထားလဲဆိုတော့အိန္ဒိယမြန်မာနယ်စပ်မနီပူကပြည်နယ်ချန်ဒယ်ခရိုင်အတွင်းမှာတဲ့အာတန်ရိုင်ဖယ်တပ်ဖွဲ့ကပြစ်ခတ်မှုကြောင့်မလို့လက်နက်ကင်ဆယ်ဦးသေဆုံးကြောင်းအိန္ဒိယစစ်တပ်ရဲ့သတင်းမီဒီယာဖော်ပြတယ်တဲ့ချန်ဒယ် district new new samtel ဘောနော် new samtel ရွာအနီးအိန္ဒိယမြန်မာနယ်စပ်မှာတဲ့မေလ14ရက်နေ့ကပြစ်ခတ်မှုဖြစ်ပွားပြီးလူဆယ်ဦးသေဆုံးတာ လက်နက်ခဲယမ်းများတင်စီရမိကြောင်းအိန္ဒိယစစ်တပ်အရှေ့ပိုင်းတိုင်းစစ်ထာရရောက်က၎င်းတို့၏လူမှုကွယ်မှာဖော်ပြထားတယ်တဲ့ထောက်လိုင်းသတင်းတွေအရလက်နက်ကင်များဝင်ရောက်လှုပ်ရှားနေကြောင်းသိရတာသိရတာကြောင့်လို့အာတန်ရိုင်ဖယ်တပ်ကနေစစ်စီရင်ပြုလုပ်ခဲ့တယ်လို့ဆိုတယ်တဲ့အဲ့စစ်စီရင်အတွင်းမှာအိန္ဒိယအာတန်ရိုင်ဖယ်တပ်က AK-47 ခုနှစ်လက် RPG လောင်ချာတစ်လက် M4 ကာဘိုင်တစ်လက်တလုံးထိုးရိုင်ဖယ်တလုံးထိုးရိုင်ဖယ်လေးလက် လေးလက်နည်းတဲ့ကြည်မျိုးစုံသိသိရမိကြောင်းအိန္ဒိယနိုင်ငံအရှိမြောက်ဒေသတွင်သတင်းများကိုဖော်ပြတယ်တဲ့အီတမိုဂျီသတင်းစာကမေလ16ရက်နေ့မှာဓာတ်ပုံတွေကဖော်ပြထားတယ်တဲ့အိန္ဒိယစစ်တပ်နဲ့သတင်းစာများတွင်ဖော်ပြတဲ့ကဲသို့အိန္ဒိယနိုင်ငံမနီပူရပြည်နယ်အတွင်းဝင်ရောက်ခဲ့ခြင်းမျိုးမဟုတ်ပဲတဲ့အိန္ဒိယနယ်စပ်ထင်စင်ယွာနီပကဖယာယီစခန်းတစ်ခုကိုဝင်ရောက်စီးနင်းပြီးလူများကိုဖမ်းဆီးခေါ်ကာအိန္ဒိယနယ်မြေအတွင်းပြစ်တက်ခဲ့ခြင်းဆိုပြီးသိရတယ်ဆိုပြီးတော့တမူး ခရိုင်ပကဖားနဲ့နီးစပ်တဲ့အမည်မဖော်လို့ပြောတယ်ဆိုဒီလိုမျိုးရေးထားတယ်ပေါ့နော်အဓိကကတော့ပြောရရင်တော့ကျွန်တော်တို့ကဒါအောင်အဓိကပြောချင်တယ်ဆိုတော့နိုင်ငံတော်အစိုးရနဲ့အကြံဖတ်အဖွဲ့နဲ့နိုင်ငံတကာမှာရှိတဲ့တက်မတော်တွေကဆက်ဆံပုံချင်းကွာတယ်ဆိုတော့ကျွန်တော်ပြောချင်တာသူတို့ကပကဖားဆိုတော့ဒါပြောရရင်အန်ယူဂျီလက်အောက်ခံလက်နက်ကင်အကြံဖတ်အုပ်စုတစုပဲเนาะအကြံဖတ်အုပ်စုတစုပဲအဲ့တော့ဒီကောင်တွေကအိန္ဒိယနိုင်ငံတွေကိုကြော်ဝင်တယ် အဓိကကတော့သူတို့ရှိမှာဘလို့ရှိမှန်းချက်မျိုးနဲ့လည်းမသိဘူးပေါ့နော်။ဒါပါတော့မွေးစေပါကုံကူတာပဲဖြစ်ဖြစ်လူကုံကူတာပဲဖြစ်ဖြစ်ပေါ့ဗျာ။လက်နက်မောင်းခိုးတာပဲဖြစ်ဖြစ်တခုခုပေါ့သူတို့ရွေချက်တခုရှိမှာပေါ့။အဲ့ဒါကိုအာတန်ရိုင်ဖယ်တိုင်ရင်ကတွေ့တယ်၊ကြိတ်လိုက်တယ်၊ဆယ်ယောက်တည်သွားတယ်ပေါ့နော်။ခမောက်ဒီလိုဖြစ်စဉ်မျိုးကဒီကျွန်တော်တို့ချင်းဘက်မှာချင်းနဲ့အိန္ဒိယနဲ့ဂျာကတက်မလို့စခန်းတွေကိုဒီချင်းအုပ်စုတွေကဝင်ပြီးတော့အတင်းတိုက်ခိုက်တဲ့ခါမှာတက်မလို့ကအုံင်းနေပေါ့နော်တက်မလို့သားတွေအိန္ဒိယဘက်ကိုဆုတ်ပေးလိုက်တယ် အဲ့ချိန်မှာအိန္ဒိယအိန္ဒိယစစ်တပ်ကမလုပ်လဲအေးလူလူလက်ခံတယ်ကျွန်တော်ပြောချင်တာဟိုလက်နက်ကင်တောင်းချမ်းသူနဲ့အစိုးရအဖွဲ့နဲ့ကွာခြားဖို့ကျွန်တော်ပြောချင်တာဆိုတော့ဒီဘက်ကဟာလားဒီဘက်ကတက်မတော်တက်မတော်ဖြစ်တဲ့အတွက်ဟိုဘက်ကတက်မတော်ကအေးလူလူလက်ခံတယ်လက်ခံပြီးတော့အဓိကအဖြစ်သူတို့ဟာပြီးတော့သူတို့လေရင်နေနဲ့မြန်မာနိုင်ငံဘက်ကိုအေးလူပြပို့ပေးလိုက်တယ်ဒီဘက်ကပကဖာရိုဘာရိုဆိုတာတော့ဒါအကြမ်းဖက်သမားတွေဆိုတာထင်ရှားတာပေါ့ဗျာဒီနေရာမှာเนาะကျွန်တော်ပြောချင်တာက ထင်ရှားထင်ရှားတော့ဟိုဘက်ကလည်းလက်မခံဘူးလက်မခံတော့ပြောရရင်တော့ပြစ်တပ်လိုက်တယ်ပေါ့ဗျာဒါပြောပြရင်ပြောပြရင်အဲ့တော့ကျွန်တော်တို့ကပြောရရင်ကျွန်တော်တို့နေ့တိုင်းပေါ့နော်တည်င်းတွေကိုကျွန်တော်တို့ကြည့်တယ်ကြည့်ပြီးခြုံငုံသုံးသပ်ရရင်အန်ယူကြည့်အုပ်စုတွေဟာ နေရတကမှာ နေရတကမြမပြီးတဝမ်းမှာဒီမြော်ရီတဝမ်းမှာရှိတဲ့တိုက်ပွဲတွေပေါ့နော်ပုံတရံမျိုးမျိုးနဲ့ကြဆုံးနေတယ်ခမတာညင်းလို့မရဘူးပုံတရံအမျိုးမျိုးနဲ့ကြဆုံးနေကြတယ် နော်နောက်တစ်ခုကကျွန်တော်တို့မြန်မာနိုင်ငံရဲ့အိမ်နီးချင်းတွေပေါ့ဗျာထိုင်းရှိမယ်လာအိုရှိမယ်တရုတ်ရှိမယ်အိန္ဒိယရှိမယ်ဘင်္ဂလားဒေ့ရှိမယ်ဒီနိုင်ငံတွေကိုနိုင်ကောအန်ယူဂျီအုပ်စုကိုလက်မခံဘူးလက်မခံဘူးဒါဘာလို့ဆိုဒီတည်င်းကိုကျွန်တော်ကသုံးသပ်ပြဖို့ဆွဲထုတ်လိုက်တာကဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့အရာတွေပါကျွန်တော်ကပြောပြမှခင်ဗျားတို့နည်းနည်းရှင်းလင်းမှဟာဒီကပကဖားတွေဝင်လာတယ်ဟိုနေ့ကအိန္ဒိယအာတန် ဟုတ်လားဒီတယင်းကနေပြစ်လိုက်တဲ့သေးပါဒီလောက်ဒီတည်င်းဖြစ်စင်ပေါ့ဗျာဒီဘာ၆လုံးပေါ်မှာမူတည်ထားတဲ့တည်င်းတိဆောက်မှုဖြစ်စင်လေးလောက်ပြောရင်ကျွန်တော်တို့ပိတ်သက်ဒီနားမလည်နိုင်ဘူးကျွန်တော်သိဒါကြောင့်မလို့ဒါကဘာလဲဆိုတော့တစ်ကတရားဝင် လက်နက်ကင်အဖွဲ့အစည်းအချင်းချင်းအတိမတ်ပြုမှုနှစ်ကအကြမ်းဖက်အုပ်စုလိုအတိမတ်ပြုမှုတရားဝင်လက်နက်ကင်အဖွဲ့အစည်းချင်းဆိုဟလာအိန္ဒိယဘက်မှာရှိတဲ့အိန္ဒိယတရားဝင်တက်မတော်နဲ့ ဒီဘက်မှာရှိတဲ့မြန်မာတပ်မတော်နဲ့ဒါတရားဝင်လက်နက်ကင်ဖွဲ့စည်းခြင်းဖြစ်တယ်။အချိန်နေတည်းရအိန္ဒိယနိုင်ငံထဲကိုဆုတ်ခွာရတယ်။အိန္ဒိယနိုင်ငံကကောင်းကောင်းမွန်မွန်လက်ခံပေးတယ်။ပြီးတော့လေရင်နေနဲ့မိမိနိုင်ငံကိုပြန်ပို့ပေးတယ်။ဒါပေမဲ့ဒီဘက်မှာ NUG လက်အောက်ခံအုပ်စုတွေကြတော့တရားမဝင်ဖွဲ့စည်းတွေဖြစ်တယ်။တရားမဝင်လက်နက်ကင်ထားတဲ့အကြမ်းဖက်အုပ်စုတွေဖြစ်တယ်။ဒါတွေကကျွန်တော်ပြောတာထင်ရှားတဲ့တာရကတွေကိုပြောပြတာပေါ့နော်။အဲ့တော့သူတို့အနေနဲ့ပြစ်တဲ့ပိုင်ခွင့်လည်းရှိတယ်ဖမ်းဆီးပိုင်ခွင့်လည်းရှိတယ် ပုံစံမျိုးမလုပ်လို့ရကျွန်တော်တို့ကဖြစ်စေချင်တာပြောရဒီကောင်တွေကိုဖမ်းလိုက်ဖမ်းပြီးတော့တက်မလို့လက်ကိုပြန်အပ်စေချင်တာအဲ့ဒါဆိုရင်ဒီဘက်မှာအများကြီးလုပ်လို့လို့ရသူတို့တွေကတည်င်းနေမှာဆက်ရည်ထားတာမဟုတ်ဘူးဖမ်းသွားတယ်ဖမ်းသွားပြီးမှအိန္ဒိယနိုင်ငံထဲရောက်မှပြစ်တက်တာတော့ဒါမျိုးပြောတယ်အကယ်၍များအိန္ဒိယဒီအာတန်ရိုင်ဖယ်တက်ရင်းကတကယ်ဖမ်းမိသွားရင်တေးကြတယ်ဒီဘက်ကနိုင်ငံတော်အစိုးရလက်ကိုပြန်အပ်မှာအကြအကြရင်တော့အများကြီးစိတ်ကြောကြီးလုပ်လို့ရတာပေါ့ဗျာကျွန်တော်ပြောချင်တာ အဓိကကဘာလဲဆိုတော့ဒီအုပ်စုတွေကသူတို့ပြောတဲ့ဒီပကဖဆိုတဲ့အုပ်စုတွေကဟိုဘက်ကအိန္ဒိယစစ်တပ်ကိုပြန်ခုခံတာရှိလိမ့်မယ်နောက်တစ်ခုကအိန္ဒိယနိုင်ငံတည်းကိုသူတို့ရဲ့ရည်ရွယ်ချက်တစ်ခုအရောက်ဝင်တာတစ်ကလက်နက်မောင်းခူတာလားမွေးစေဝါရောင်းဝယ်တာလားလူကုန်ကူးတာလားဒီသုံးခုကလွယ်ပြီးသူတို့အနေနဲ့အိန္ဒိယနိုင်ငံတွေဝင်နေတာအကြောင်းမရှိဘူးကျွန်တော်ပြောချင်တာနော်အဲ့တော့ဒါကကျွန်တော်ဒီသတင်းကိုဆွဲထုတ်လိုက်တာအဓိကအဖြစ်တရားဝင်တက်မလို့နဲ့အချမ်းဖက်အုပ်စုတွေကို ကွဲကွဲပြားပြားသိစေချင်လို့ဗောနော်ကျွန်တော်ဒါကိုသုံးသက်တာဖြစ်တာဗောနော်